ဂျိုးပင်ကောင်းမျိုးမနတ်လေချွန်သုံးဟုတ်လေချွန်နဲ့အားလုံးပဲမင်္ဂလာပါ။ Audio by Quizo Channel ကနေကြိုဆိုလိုက်ပါတယ်။ Channel လေးကို like and subscribe မနစ်ကသိရင်လည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။အချိန်က1985ကျွန်တော်10နှစ်သားအရွယ်မှာပေါ့။ကျွန်တော်အမေဟာကျွန်တော်6နှစ်သားမှာကွယ်လွန်သွားခဲ့ပါတယ်။ကျွန်တော်ဦးကြီးကဦးဆောင်ပြီးကျွန်တော်အမေဘယ်ဘဝရောက်နေသလဲ။ နတ်လီချွန်သွားမိမယ်ဆိုပြီးသွားကြပါတယ်နတ်လီချွန်ကသေဆုံးသွားသူတွေဘယ်ဘဝမှာရောက်နေလဲသိရတယ်ဆိုလိုပါ မေးရတဲ့ချိန်ကလည်းမောင်ကြီးပြိုးပြီးချိန်ည9နာရီကစမေးရပါတယ်ကျွန်တော်တို့မေးဆန်းသွားရပါတယ်ညပိုင်းမောင်ကြီးပြိုးစမှာပါရုပ်ရှင်တရေကားတွေလည်းမြင်ရတဲ့နှဆောင်ပြိုင်အိမ်အမဲကြီးပါမီးမိန်မိန်လေးထွန်းထားတော့ စိတ်ထဲစိုးတထိတ်ထိတ်ပါအိမ်ပေါ်တက်လိုက်တော့ဆရည်ဝိုင်းနဲ့မောင်နှမနှစ်ယောက်ကို တွေ့ရပါတယ်လေချုံနဲ့ခေါ်ပေးတဲ့အဖွားရဲ့မိနှစ်ယောက်တည်းလေဒါမေးသူတွေကတော့အများသားပါ အလှဲ့ကြမေးရပါတယ်အိမ်ထဲကအခန်းကျယ်မှာအမေကြီးတယောက်ပလက်ကလက်ထိုင်နဲ့ထိုင်နေပါတယ်သူ့ရှိနှစ်ပေလောက်မှာကျိုးတန်းထားပါတယ်အထဲကို ဝင်မလာကြပါနဲ့တဲ့ မေးတဲ့သူတွေကကြိုးတားထားတဲ့အပြင်ဘက်မှာနေရပါတယ်မေးခြင်းသူက သူ့ရှေ့တွားရပါတယ်အဲ့ဒီအချိန်မှာမီးမိတ်လိုက်ပါတယ်ရွှေဆိုတဲ့အတန်နဲ့အခန်းထဲကို လေချုံနဲ့ဝင်လာပါတယ်ကျွန်တော်တို့အရင်ရောက်သူနံပါတ်1မေးသူကအမျိုးသားပါ သူ့အမျိုးသမီးဆုံးတာရက်မလဲသေးဘူးဘယ်မှာရှိလဲသိကြပါတယ်တဲ့အဖွားက ဘယ်မျိုးကတင်းကြိုင်းမှာမြုပ်ထားတာလဲမေးပါတယ်။ကာယကံရှင်ကဘယ်မျိုးမှာမြုပ်ထားတာဘလောက်ကြာပြီပြောရပါတယ်။အဖွားကတရေကိုဘယ်မျိုးကဘယ်တင်းကြိုင်းမှာမြုပ်ထားတာဘလောက်ကြာကြောင်းတရေကိုထပ်ပြောပါတယ်။ရွှေကနေအတန်ဝေးဝေးသွားပါတယ်။သဘောကတော့တရေကသွားခေါ်တယ်ပေါ့။တရေထွက်သွားချိန်မီးပြန်ဖွင့်ပါတယ်။စကားတွေဘာတွေပြောကြပါ့။ ခဏအကြာအဝေးကလေချွန်းတန်းတဲ့တဲ့လေးကြားရပါတယ်။အဲ့ဒီအချိန်မိကိုမှိတ်လိုက်ပါတယ်။လာပြီပေါ့လေချွန်းတန်းဟာနီးလာပြီးပိုကျဲလာပါတယ်။စပါပြီ။တရေကလေချွန်းတန်းနဲ့စကားပြောပါတယ်။ကိုမြင့်သိရင်ရှင့်ကိုကျမလွမ်းလိုက်ရတာလေ။ရှင်နဲ့ကျမကိုတတိယလို့ငိုနေတာမြင်နေရတယ်။ခလေးကိုလည်းဂယူးဆိုင်ပါနော်။ရှင်ငေးနေလို့မနေ့ကခလေးပကတ်ထဲကပြုတ်ကြတော့မလို့ လေချွန်တန်ဖြင့်ပြောပါတယ်လေချွန်ပြောနေတော့လဲကြားရသူတွေနားလဲပါတယ်မရှင်းပါကအဖွားမစကားပြန်လှုပ်ပေးပါသည် လာမေးတော့သူမကိုမြစ်သိန်းဖြစ်ကြောင်းလေချွန်တရေပြောမှသိရပါတယ်ကိုမြစ်သိန်းဆိုသူကတရှုံရှုံငိုနေပါတယ်အဖွားမဘာမင်းမလဲဟုမေးရငိုနေရင်းကမိမရေမင်းဘာလို့တေတာရုံးလို့မေးရ တရေမလေချုံရင်ဆေးထုံးမလို့လို့ပြန်ပြောပါတယ်ပြန်မေကိုမြစ်သိရင်ဒါလေးကိုတေချာဂယူဆိုင်တော်ဟု ပြောပြီး ရွှေဟူအတန်ဝေးဝေးသွားပါတယ်မိဖွင့်လိုက်ပြီးအဖွားမှနောက်တရားဟု ပြောလိုက်ရာကိုမြစ်သိဆိုသူမှာမျက်ရည်များတွှဲွှဲဖြင့်မြင်ရပါတယ်ဗျာမေယာမီအလဲရောက်လာသူကအဖွားရှိတက်တဲ့သူသွားထိုင်ရပါတယ်အဖွားကမီးမိတ်ပြီး ဘသူမေးမလဲဟုပြောရာမေးမြန်းသူမှသူ့အကိုနာမည်48နှစ်မြကြီးနာတုတ်တန်တွင်မြုပ်ထားတာ၈နှစ်ရှိပါကြောင်းအဖွားမှသူတပည့်တရေကို ကိုမောင်အေးတည်တဲ့အချိန်48မြကြီးနာတုတ်တန်တည်တာ၈နှစ်ရှိပြီဟုပြောလိုက်ပါတယ်အဲ့ဒီအချိန်မေးသူကမှားသွားလို့ပါ10နှစ်ရှိပါပြီလို့လှမ်းထောက်လိုက်ပါတယ်တရေကစတင်ထွက်ခွာမလို့ရွှီလို့စအထွက်တပြိုင်တည်းအချိန်မှာ အဖွားကဟဲ့ကောင်နေုံတေတာဆယ်နှစ်ခန့်ရှိပြီတဲ့ထပ်ပြောလိုက်ပါတယ်ရွှေလေချွန်တန်ခဏရက်သွားလို့အစပြုထွက်ခွာမဲ့တရေကရက်သွားတယ်သဘောကသူပြေးပြီးတေသူကို ခေါ်မဲ့အချိန်သူ့တခင်ကနေအောင်လို့ဆိုပြီးအမိန်ထပ်ပေးတာကိုစောင့်ပြီးနာခံတဲ့သဘောပါပဲပြီးတော့မှ ရွှေဆိုပြီးလေချွန်တန်ဟာအဝေးကို ပြေးထွက်သွားပါတယ် တရေကသွားခုံနေချိန်မီးပြန်ဖွင့်ပါတယ်အဖွားကကလထန်လေးပေါ်ထိုင်နေလျက်ပါပဲမိမြန်းသူက သူ့ရှိတားထားတဲ့ကျိုးကို အပြင်ဘက်မှာသူနဲ့ပါလာတဲ့အဖော်တွေနဲ့စကားပြောနေပါတယ်ကျန်သူတွေလည်းကိုယ့်အလှကျဘာမေးရမလဲဆွေးနွေးနေကြပါတယ်ရွှေရွှေလေးချွန်တန်တက်တက်လေးကြားရပါတယ်လာပြီလာပြီမီးပိတ်မီးပိတ်ဟု အဖွားမှပြောပါတယ်မီးပိတ်လို့မှောင်သွားတော့ ရွှေဆိုတဲ့အတန်ပိုကျလာကတရေအခန်းထဲရောက်ရှိလာကြောင်းသိလိုက်ရပါတယ်ခေါ်ယူလာသည့်ဝိညာဉ်မှညီလေးရေမင်းတို့အစဉ်ပြေကြလားငါတေလို့တင်မဲ့မသိပဲရှောက်သွားနေတာနှစ်တွေအကြာကြီးမင်းတို့ဆွန့်သွအမြပေးတာလဲငါမသိဘူးအခုတော့ငါအိမ်နောက်ကမကြီးပင်ပေါ်မှာနေနေရတယ်ကွာငါမသေးခင်ငါရွှေတွေမကြီးပင်ရဲ့အောက်အိမ်ရဲ့မြောက်ဘက်မှာတူးပြီးမြုပ်ထားတာမင်းတို့ဖော်ယူပြီး ငါအတွက်လည်းအမျှပေးပါမင်းတို့လည်းသုံးဆွဲပါငါလည်းကြွချင်ပြီကွာလို့ပြောပါတယ်အဲ့ဒီလိုပြောနေတာကလေချွန်ပြီးပြောနေတာပါတို့ပေမဲ့တရေကပြောနေတာကို နားလည်နေပါတယ်ညီဖြစ်သူမှလည်းဝမ်းနွဲပူဆွေးကစိတ်ချအကိုကြီးကျွန်တော်အကိုကြီးအထွတ်ကုသိုလ်ကောင်းမှုလုပ်ပေးပါမယ်ခြေကွဲစွာပြောလာပါတယ်အေးအေးကောင်းပြီငါသွားတော့မယ်ဆိုကရွှီးဆိုပြီးထွက်သွားပါတယ် နောက်တယောက်အလှဲ့ပါတေသူမခင်ခင်အသက်35ရန်ကုန်ကြံတော်မှာမြုပ်ထားတာပါ၃နှစ်ရှိသွားပါပြီတရေကရွှေးဆိုပြီးထွက်သွားပါတယ်ရွှေးဆိုပြန်ဝင်လာပါတယ်လေချွန်တန်ကစပြောပါတယ်မဟုတ်ဘူးသူတို့ကငါမသိဘူးငါအမျိုးတွေမဟုတ်ဘူးတဲ့မေးရမဲ့သူတွေကမမေးရသေးဘူးပါလာတဲ့မခင်ခင်ဆိုသူဝိညာဉ်ကစပြီး သူမသိကြောင်းညင်းဆိုပါတယ်အဖွားကဒါဆိုနာမည်တူပြီးမှားလာပြီးနောက်ထပ်အဲ့ဒီနှစ်ကတည်တဲ့မခင်ခင်ကို သွားပြန်ခေါ်ခဲ့လို့အမိန်ပေးလိုက်ရာလေချွန်သန်ရွှေဆိုပြန်ထွက်သွားပါတယ်ခဏအကြာရွှေဆိုပြီးဟဲ့မောင်ထွန်းဦးငါတူမလေးကိုဘာလို့မခေါ်လာသလဲအင်းကိုငါရမ်းပြန်ကျင်နေတာသူနဲ့ကြိုက်နေတဲ့ငရဲကိုအကျင့်မကောင်းလို့မဖြစ်စေခြင်းဘူးလို့ပြောလိုက်နော်ငါမရှိပေမဲ့ တန်လင်ကဘုန်းကြီးเจ้าမှာပထမွဲဝိမပြက်စေနဲ့နော်စရာတွေပြောကြမေးကြနဲ့ပေါ့ကျွန်တော်တတိထမ်းမိတာကတေသူကို သွားခေါ်တဲ့တရေဟာတေဆုံးသူမြုပ်ထားတဲ့ဒေသနေရင်နေသလိုဝေးရင်ဝေးသလိုအချိန်နဲ့ငယ်ကြပါတယ်တေဆုံးသူသူ့ကို သွားခေါ်တဲ့တရေမှာလဲသက်ဆိုင်ရာတင်းကြရဲ့အုတ်ချုပ်ရေးမှုစီမှာစရင်ပြုတ်ထားသူတွေကရွေးချယ်ခေါ်ယူရပုံပေါ်ပါတယ်တေဆုံးသူနာမည်တူ နှစ်တူမှုလူမခေါ်လာမိတာတွေတွေ့ရပါတယ်။ဒေကြတာကတော့တင်းချိုင်းများတွေလဲဒေသူမချွတ်လွတ်အနိုင်ပုံခံစားချွတ်လွတ်လူဝင်စားစရင်ရှိပါလိမ့်မည်။နောက်တရားဟု အဖွားကခေါ်လိုက်ပါတယ်။ကျွန်တော်တို့မင်းရဲ့အလှဲ့ပါကျွန်တော်ဦးလေးကမင်းရဲ့မေမင်းမေလို့ကျွန်တော်ကို မေးခိုင်းပါတယ်။ခြေပြလက်ဖျားများအေးဆက်လာပါတယ်။ငါအမေနဲ့စကားပြောရတော့မှာပါလား။အမေနဲ့ပြောရင်ငါရော ငိုမိမှာလားအတင်းပြည့်ဖက်လိုက်ရမလားဇဝေဇဝါနဲ့ပါတေသူဒေါ်တင်ကြီး အသက်48နှစ်ပြင်မနာအောင်မင်္ဂလာတင်းကြိုင်မှာမြုပ်ထားတာ၄နှစ်ရှိပါပြီလို့မေးလိုက်ပါတယ်တရေကကိုနာလာနားထောင်နေတယ်လို့စိတ်က ထင်နေမိပါတယ်ရွှေကနေထွက်ခွာသွားတာကဘေးနားကဖြတ်သွားလိုက်တယ်လို့ပါပဲကြောက်လဲကြောက်ဇောချွေးတွေလည်းပြန်လာပါတယ် ရွှေဆိုပြီးတရေကပြန်ဝင်လာပါတယ်။ကိုဘေးနားလာရက်တလူလူပြန်ဝင်လာပြီးကိုအနားမှာအချိန်သက်ရက်လိုက်တလူလေတိုးဝင်တလူခံစားလိုက်ရပါတယ်။အမေငါ့ကိုဘာပြောမလဲဗော။ဗဇက်ကပိတ်နေပြီးဘာပြောရမှန်းမသိတော့ပါ။ကိုလည်းနှစ်ဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရပါပြီ။ဒေါတင်ကြီးမရှိတော့ပါဘူး။လူဝင်စားဖြစ်သွားပါပြီလို့ပြောပါတယ်။ဘယ်မှာလဲဘသူစီမှာလဲ။ ေးကကျွန်တော်ဦးလေးမမေးပါတယ်။ရန်ကုန်ကကိုစော်မင်းကျွန်တော်အကိုဝမ်းခွဲဦးလေးရဲ့သားပါ။သူ့စီမှာတရေကလေးချုံဖြေပါတယ်။ဘာလေးလဲ?မိန်းကလေးနာမည်ဘလို့ခေါ်လဲ?ဇွန်ပွင့်ဇွန်ပွင့်ရွှေဆိုပြီးတော့ပြန်ထွက်သွားပါတယ်။ကျွန်တော်တို့လှည့်ပြီးတော့နောက်လူတွေဆက်မေးကြပါတယ်။ကျွန်တော်တို့အပြန်မှာအန်အောချင်းတွေနဲ့ပါ။အကိုဝမ်းခွဲစီမှာကျွန်တော်အမေလူဝင်စားတယ်တဲ့။အကိုကလည်း သူ့ជីကြီးကသူနဲ့လာနေမယ်လို့အိမ်မက်ပေးကြောင်းလာနေပါជីကြီးလို့ခေါ်လိုက်တာသူ့မိမမှာကိုဝင်ရှိလာကြောင်းသမီးလေးပဲမွေးဖွားလာပြီးနာမည်ကိုချစ်စနိုးဇွန်ပွင့်လို့ပေးထားတာပါနယ်လေချုံကအဲ့ဒါတွေဘလို့သိတယ်လဲပေါ့ကျွန်တော်တို့အမျိုးတွေပြောစရာစကားပေါင်းများစွာနဲ့အခုစီမလူဝင်စားတာကျွန်တော်မေဖြစ်တာမှန်ကြောင်းပြောရင်းပြန်လာခဲ့ကြပါတယ်ဒီလောက်လေးတိုက်ဆိုင်တာနဲ့ယုံသလားမေးစရာရှိပါတယ် ကျွန်တော်ဦးလေးကအယုံအကြည်မရှိသူပါရှီလေးလုံးအေးခင်းအပြီးကျွန်တော်ဦးလေးကအေးအီးယာရုနဲ့ဝင်ထမ်းများပြောင်းရွှေ့လောက်ကြရပါတယ်ပေါင်းတင်မြို့ ဆောက်လို့ရေယုံကိုဝါခင်မမြို့ကပြောင်းလာခဲ့ရပါတယ်ကျွန်တော်တို့ပေါင်းတင်ရောက်ပြီးတစ်နှစ်လောက်အကြာ1990မှာနောက်တစ်ကြိမ်မကြေဘွဲသွားမိကြပါတယ်ငါးနှစ်ကြာပြီးအမေကိုသွားမိကြတာပါတရေကရွှင်းလို့အတန်ပေးပြီးဝင်လာပါတယ် ရှိတော့ဘူးလူဝင်စားဖြစ်သွားပြီဘယ်မှာလဲဘု து စီမှာလဲကိုဇော်မင်းစီမှာဘာလေးလဲမင်းကလေးနာမည်ကဘု து လဲဇွန်ပွင့်ဇွန်ပွင့်နောက်ငါးနှစ်ကြာပြီလဲနက်လီကျွန်းရဲ့အဖြစ်ကြားမှုက အရင်အတိုင်းပါပဲအထူးခြားဆုံးကပထမတစ်ချိန်တုန်းကလို တူတဲ့အပြင်ကလေးနာမည်ကိုဇွန်ပွင့်ဇွန်ပွင့်လို့နှစ်ချိန်ထပ်ဖြေတာလဲမေးတဲ့နှစ်ခေါက်လုံးတူနေတာပါကျွန်တော်မေလူဝင်စားတဲ့ဇွန်ပွင့်လေးဟာ အခုအသက်30ကျော်ရှိနေပါပြီ။သူကတော့အရင်ဘဝကိုမမှတ်မိပါဘူး။ကျွန်တော်တို့ရဲ့နတ်လေချွန်သွားရောက်မေးမြန်းမှုကတိလာရတာပါ။ကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကို credit ပေးပါတယ်။ကျေးဇူးတင်ပါတယ်။အသိပညာဘုဒ္ဓရစရာအကြောင်းအရာတွေနဲ့စိတ်ဝင်စားဖွယ်ရာသတင်းအချက်အလက်တွေကိုဖတ်ပြပေးမဲ့ audio ပိုင်းကွီးစော်ပါ။